ငွေကြေးဆိုတာရိုးရှင်းပါတယ်ကျွန်ုပ်တို့အနေနဲ့ငွေအကြောင်းကိုဘယ်လိုစဉ်းစားမိပါသလဲနည်းနည်းလေးတော့ရှုပ်ထွေးပါလိမ့်မယ်ဒီနေ့မှာတော့ Morgan Housel ရေးသားခဲ့တဲ့ The Psychologies of Money စာအုပ်ထဲဟာဘဝပြောင်းလဲမှုသင်ခန်းစာ၁၈ခုကိုလေ့လာကြည့်အောင်စစ်မှန်တဲ့ငွေကြေးလွတ်လပ်မှုကိုရရှိပိုင်ဆိုင်လိုတဲ့လူတိုင်းဒီစာအုပ်ကိုဖတ်ကြည့်သင့်ပါတယ်ဒီလောကထဲကိုမဝင်ရောက်ခင်ငွေကြေးအပေါ်ထားရှိတဲ့ခံယူချက်တွေ လေးလေးနက်နက်ရှိစေခြင်းနဲ့ဆိုရင်ဒါမှမဟုတ်ငွေကြေးလွတ်လပ်ခွင့်တွေရရှိပိုင်ဆိုင်ခြင်းနဲ့ဆိုရင်ဒီ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အပတ်စဉ်တင်ဆက်မှုတွေနဲ့အတူချမ်းသာကြွယ်ဝမှုရဲ့နီလန်ကောင်းတွေကိုဝေမျှပေးသွားမှာပါကဲစတင်ဝင်ရောက်လိုက်ရအောင်သင်္ကန်းစာ1ဘသူမဆိုပုံဖော်နိုင်ခြင်းငွေဝင်လာတဲ့အချိန်မှာမှန်ကန်တဲ့အဖြစ်ရှိတယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့အမှန်တော့ ငွေကြီးဆန်ရဆုံးဖြတ်ချက်တရားလေးနဲ့တယ်လူတန်းကကိုယ့်ရဲ့အတွေ့အကြုံပေါ်မူတည်ပြီးပြုမှုသုံးသပ်လေးရှိကြပါတယ်တခြားလူအပေါ်မိခိုပြီးနေထိုင်ရတဲ့အခါမှာစိတ်လုံခြုံမှုမရှိသလိုခံစားရရပါတယ်ငယ်တငယ်ချင်းနှစ်ယောက်အကြောင်းကိုစဉ်းစားကြည့်အောင်တယောက်က2008အကျက်အတည်းမှာမိသားစုရဲ့ပိုင်ဆိုင်သမျှအားလုံးဆုံးရှုံးပြီးကြီးပြင်းလာခဲ့ရတယ်နောက်တယောက်ကအင်ချမ်းမြေဈေးကွက်ခေတ်ကောင်းစင်မှာကြီးပြင်းလာခဲ့တယ်၅နှစ်ကိုတစ်ကြိမ် အိမ်ဆွေးတွေကနှစ်ဆထိုးတက်လာခဲ့တယ်။အခုဆိုရင်မွေရအောက်မှာတော့ပတ်စံတွေထည့်သိမ်းထားနေရပြီ။နောက်တစ်ယောက်ကတော့ရင်းနှီးမြှုပ်နှံမှုတွေဝယ်ယူဖို့အတွက်ချင်းငွေအမြောက်အများရယူခဲ့ရတယ်။သူတို့နှစ်ယောက်လုံးထက်မြက်ပေမဲ့နီလန်ကတော့တခုပဲ။မတူညီတဲ့ရှုထောင့်တွေကနေသူတို့ကြီးခဲ့ကြတာပါ။ငွေကြေးဆန်ရရွေးချယ်မှုတွေကိုခေါင်းစဉ်တက်ဖို့ဟာလွယ်ကူပါတယ်။မယူရဲဆန်ခြင်းလားတာဝန်မဲ့ခြင်းလားပြီးခဲ့တာတွေကိုနားမလည်တာကြောင့်ပါ။ ဒါပေမဲ့လူတိုင်းရဲ့စွန့်စားမှုအမြင်တွေအခွင့်အလမ်းနဲ့လုံခြုံမှုတွေကိုမမြင်နိုင်တဲ့အတွေ့အကြုံတွေနဲ့ပုံဖော်ခဲ့ကြတယ်။လူတိုင်းရဲ့ငွေကြီးအပေါ်မတူညီတဲ့အမြင်ကိုလေးစားပါ။ဘသူမဆိုပုံဖော်နိုင်တယ်။သူတို့တင်ကြားခဲ့တဲ့ကစားနည်းအတိုင်းကစားကြမှာပါ။တစုံတယောက်ရဲ့ရွေးချယ်မှုကိုမဆုံးဖြတ်ခင်မှာတတိယပေးပါ။တင်မမြင်နိုင်တဲ့တိုက်ပွဲတစ်ခုကိုသူတို့တိုက်ခိုက်နေကြတာပဲဖြစ်ပါတယ်။တင်ငန်းစာနှင့် ကံတရားနဲ့စွန့်စားမှုဟာအစစ်အမှန်ပဲအောင်မြင်မှုတွေရဲ့နောက်ွယ်မှာ ကြိုးစားမှုခွန်အားနဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေပါတယ်။ဒါပေမဲ့တန်းကြွယ်တထေးတွေဘီလီယံနာတွေရဲ့နောက်မှာတော့စကလုံးတွေနဲ့ထုတ်ဖို့ပြောပြလို့မရတဲ့လှုပ်ဝက်ချက်တွေအများကြီးရှိနေတတ်ပါတယ်။မမြင်နိုင်တဲ့စွန့်စားမှုတွေလည်းမကြာခဏကြုံတွေ့ရတတ်ပါတယ်။အတန်တိတ်အဖြတ်သမားတွေဟာကြိုတင်အတိမပေးဘဲရောက်လာတတ်တာမျိုးပါ။ဘီကဲရဲ့ရုပ်ပုံကားချက် ထက်မြက်မှုကြိုးစားမှုအမျှော်မြင်ရှိမှုဟုတ်ပါတယ်1968ခုနှစ်မှာကွန်ပျူတာဘာသာရပ်နဲ့အမေရိကအထက်တန်းကျောင်းတစ်ခုမှာသူတက်ရောက်ခွင့်ရခဲ့ပါတယ်ထောင်နဲ့ခြေတဲ့ကလေးတွေဟာထူးချွန်ကြတယ်ကြိုးစားကြတယ်မွေးရပါပင်ကိုဗီဇကြောင့်လွယ်လွယ်နဲ့ကြိုးစားလို့တော့မရနိုင်ပါဘူးတစ်ချိန်တည်းမှာပဲအကောင်းဆုံးအစီအစဉ်တွေရေးဆွဲခဲ့ရင်တော့ညာတွင်ချင်းပြိုလဲပျက်စီးသွားနိုင်ပါတယ်ထင်မှတ်မထားတဲ့စီးပွားရေးကြဆင်းမှုမတိုင်ခင်မှာ စွန်ဦးတီထွင်သူတွေကမယုံနိုင်စရာစိတ်ကူးတွေကိုချပြခဲ့ကြတယ်။ဇီးပွားရေးကကြဆင်းနေတယ်။သူတို့မယူးရဲစံတာမဟုတ်ပေမဲ့အချိန်ကြီးဖြစ်သွားခဲ့တာပါ။အနိုင်ရခြင်းတွေကိုဂုံယူခွင့်ရှိပေမဲ့နှိမ့်ချစွာနေထိုင်ပါ။ကံကောင်းခြင်းနဲ့စွန့်စားမှုတွေကကျွန်ုပ်တို့ရဲ့အနာမှာကခုန်နေကြတယ်။အောင်မြင်မှုတွေမှာဘယ်တော့မှမမိန်မောနဲ့။ကြာရှုံးမှုတွေအတွက်လည်းဘယ်တော့မှအပြစ်မတင်နဲ့။သင်ခန်းစာ၃ ဘယ်တော့မှမလုံလောက်ခြင်းကြာရှုံးမှုမရှိအောင်ချမ်းသာကြွယ်ဝခြင်းကိုတည်ဆောက်မယ်ဆိုရင်အန္တရာယ်အကြီးဆုံးတစ်ချက်ကလောဘစိတ်ပါပဲအမြဲတမ်းပိုရမယ့်နောက်ကိုလိုက်နေမယ်ဆိုရင်ဘယ်တော့မှချမ်းသာလာတယ်လို့ခံစားရမှာမဟုတ်ပါဘူးအဆုံးသက်အထိရောက်အောင်ဆက်လျှောက်ရပါလိမ့်မယ်မောပန်းခြင်းတွေဘာမှမရှိခြင်းတွေကိုခြံထားခဲ့လိုက်ပါတိတ်တော်တဲ့စီးပွားရေးလုပ်ငန်းချင်းရာဂျက်ဂူပတာအကြောင်းကိုလေ့လာကြည့်အောင်ဘာမှမရှိတဲ့ဘဝကနေ ထိတ်ဆုံးအထိတက်လန်းနိုင်ခဲ့သူပါသူ့မှာစီးစိမ်ဥစ္စာဂုံတိတ်ခံနဲ့လေးစားမှုတွေရှိတယ်ဒါပေမဲ့နည်းနည်းလေးထက်ပြီးလိုချင်တဲ့စိတ်ကြောင့် trading လောကထဲကိုသူဝင်ရောက်ခဲ့တယ်ပိုင်ဆိုင်သမျှအားလုံးဆုံးရှုံးပြီးထောင်ထဲမှာဘဝအဆုံးတက်ခဲ့ရတယ်နောက်ထပ်လိုအပ်ချက်ရှိတာကြောင့်မဟုတ်ပဲလုံလောက်မှုရှိခြင်းကိုသူ့အနေနဲ့မတတ်မှတ်နိုင်ခဲ့တာပါလုံလောက်မှုဆိုတဲ့လှည့်ခွက်ကိုဘယ်သူမှတတ်မှတ်နိုင်ခဲ့ခြင်းမရှိပါဘူး ပတ်ဝန်းကျင်ကအများအန်းတွန်းပို့နေမှာပဲအိမ်ကြီးကြီးလိုချင်တာပုံမြန်တဲ့ကားလိုချင်တာအပြင်ပုံမောကောင်းမွန်တဲ့အားလျက်တွေလိုချင်တာမျိုးပေါ့ဒါပေမဲ့တင်းကိုယ်တိုင်စင်းမြင်တစ်ခုကိုရေးဆွဲမထားဘူးဆိုရင်တသက်လုံးအရိတ်တွေနောက်ကိုလိုက်ရင်အချိန်ကုန်နေလိမ့်မယ်လုံလောက်မှုရှိခြင်းကိုသိပါစေပြေးနေတာကိုဘယ်တော့မှမရက်လိုက်ပါနဲ့ပျော်ရွှင်မှုအများကြီးရှာတွေ့နိုင်မှာမဟုတ်ပါဘူးလုံလောက်မှုရှိတဲ့အချိန်မှာသိရှိလာပါလိမ့်မယ် သင်္ကန်းစာလေးအံ့ဩဖွယ်ပေါင်းဆက်မှုရုတ်တရက်အောင်မြင်မှုတွေကိုသဘောကျနှစ်ချိုက်ကြပါတယ်ညာတွင်ချင်းတို့ရဲ့ငွေတွေနှစ်ဆတိုးလာတာမျိုးပေါ့ကြွယ်ဝမှုအစ်စ်လားတိုးတက်မှုနှေးတယ်ပြင်းကြီးလောက်เสียပါပဲရုတ်တရက်ကြီးမဟုတ်လားဘွာရန်ဘက်ဖက်အကြောင်းတွေးကြည့်အောင်ကလေးဘွားမှာကလေးကရင်းနှီးမြုပ်နှံမှုတွေစတင်ခဲ့တယ်တစ်နှစ်ပြီးတစ်နှစ်ဆယ်စုနှစ်တစ်ခုပြီးတစ်ခုပေါ့အမခန်းအမှန်တရားလား သူအသက်90ပြည့်ပြီးတဲ့နောက်မှာကြီးမားတဲ့ကံကောင်းခြင်းကိုရရှိခဲ့တယ်။မအောင်မြင်ခင်ဆယ်စုနှစ်ကျော်ကာလအတွင်းနောက်ွယ်မှာအဆိုးတွေလည်းကြုံခဲ့ရတယ်။သေးငယ်တဲ့မျိုးစေ့တစ်ခုကိုပြိုးထောင်ရသလိုပဲနှစ်အတော်ကြာဘာမှဖြစ်လာမှာမဟုတ်သေးဘူး။ရုပ်ချီးဆိုသလို အပင်ကကြီးထွားလာလိမ့်မယ်။လူအများစုလှုပ်တက်တဲ့အမှားလား။အချင်းကြာလာတာကြောင့်မျိုးစေ့ကိုပြန်ပြီးတူးတက်ကြပါတယ်။ရေရှည်ရရေတိုထက်ပိုကောင်းတယ် စိတ်ရှိခြင်းဟာကွန်ပေါင်းတင်းကိုပို့ပြီးတော့အားကောင်းစေတယ်။စัจကြဝဠာထဲမှာအင်အားအရှိဆုံးဟာကံတရားနဲ့ဉာဏ်ပညာမဟုတ်ခဲ့ဘူး။အချိန်မဲတိတ်ဆိတ်စွာအလုံးလုံးနေတယ်။သင်ကန်းစာငါ။ချမ်းသာကြွယ်ဝမှုကိုရယူခြင်းနဲ့ချမ်းသာစွာနေထိုင်ခြင်း။ငွေရှာခြင်းနဲ့တိမ်စီခြင်းကြားမှာ ကြီးမားတဲ့ကွာခြားချက်တခုရှိတယ်။ငွေရှာတဲ့အခါမှာ မကြာခဏဆိုသလိုစွန့်စားမှုတွေကြုံရမယ်။လောင်းကစားလှုပ်တာ လောဘစိတ်နဲ့ယင်းနီမြုံနံမှုလောက်တာသူများလူอยู่သွားမှာစိုးရိမ်ပြီးအခွင့်အရေးတွေကိုစုပ်ကင်ထားတာမျိုးပေါ့ဒါဆိုချမ်းသာစွာနေထိုင်ခြင်းရောနှိမ်ချတတ်ခြင်းကြောက်ရွံ့ခြင်းနဲ့ဆန္ဒရှိခြင်းတွေလို့ဆိုနိုင်ပါတယ်ဒါတွေအားလုံးကပျောက်ွယ်သွားနိုင်တယ်စဉ်းစားကြည့်အောင်ထီပေါက်ခဲ့တဲ့သူဟာနှစ်ကာလအနည်းငယ်အတွင်းမှာ ပြန်ပြီးမွေးသွားနိုင်တယ်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့တခါတလေမှာအရှုံးတွေရင်ဆိုင်ရတတ်တယ် ဒါကလည်းတေချာတဲ့အောင်မြင်မှုတွေအတွက်ပါကြွယ်ဝတဲ့မိသားစုတွေမှာမျိုးဆက်30တိုင်အောင် ဆုံးရှုံးမှုတွေကြုံခဲ့ရတယ်သူတို့ကငွေရှာခြင်းကိုမရက်တန့်ခဲ့ပါဘူးအကာအကွယ်တွေကိုပဲရက်တန့်ခဲ့ပါတယ်ချမ်းသာမှုကိုတိဆောက်ခြင်းဟာအကောင်းမြင်စိတ်ကိုတွန်းအားပေးတယ်စုဆောင်းခြင်းကတော့တတိထားတဲ့တွန်းအားတစ်ခုပဲတတိရှိရှိ ချမ်းသာစွာနေထိုင်မှာနှိမ်ချမှုဖြင့်ချမ်းသာစွာနေထိုင်မှာအပေါ်မြန်မြန်ရောက်ဖို့မလို့ ဘလောက်ကြာကြာနေနိုင်မလဲဆိုတာအရေးကြီးတယ်။သင်္ကန်းစာ6အရာအားလုံးကို အားစိုက်လှုပ်ဆောင်ခြင်းယင်းနေမြုံနံမှုနဲ့ဘဝပုံစံမှာအသေးအဖွဲလေးတွေကနေကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်လာနိုင်တယ်။တိုးတက်လာမဲ့ယင်းနေမြုံနံမှုအနည်းငယ်အရာအားလုံးပြောင်းလဲစေနိုင်မဲ့အဓိကဆုံးဖြတ်ချက်တချို့အောင်မြင်မှုဟာအချိန်တိုင်းတင့်စီကိုရောက်လာမှာမဟုတ်ဘူး။မှန်ကန်တဲ့အချိန်တစ်ခုမှာတစ်ချိန်သို့မဟုတ်နှစ်ချိန်ရောက်လာနိုင်တယ် အမေဇုန်အကြောင်းတွေးကြည့်အောင်သူတို့အခုလိုအောင်မြင်လာဖို့စိတ်ကူးတွေရာနဲ့ချီပြီးမရှိခဲ့ပါဘူးလက်တဆုပ်စာပဲရှိပါတယ် Prime AWS Kindle နဲ့ကျန်တာတွေပေါ့နောက်ွယ်မှာတိတ်တဆိတ်ကြာရှုံးမှုတွေအများကြီးရှိတယ်တင့်ဘဝကလည်းအတူတူပါပဲကြီးမားတဲ့အောင်မြင်မှုတချို့အတွက်အောင်မြင်တဲ့ရည်တည်မှုလမ်းကြောင်းကံကောင်းတဲ့ယင်းနှိမ့်မြုံနယ်မှုနဲ့အထက်ကကြတဲ့ဆက်ဆံရေးတွေဟာသေးငယ်တဲ့အမားရာနဲ့ချီပြီးဖြစ်ပေါ်နိုင်ပါတယ် ြီးပြည့်စုံနေဖို့မလိုပါဘူးတချို့အရာလေးတွေမှန်ကန်နေဖို့ပဲလိုအပ်ပါတယ်ဝတ်တိချပင်တပင်ကမျိုးစစ်ထောင်နဲ့ချီပြီးမအောင်မြင်နိုင်ဘူးသင်ကန်းစာခုနဲ့လွတ်လပ်မှုငွေရအရာအားလုံးကိုဝယ်ယူလို့မရဘူးလွတ်လပ်ခွင့်ကိုဝယ်ယူဖို့အတွက်ပဲလွတ်လပ်ခွင့်ရှိလာတဲ့အခါဘာလို့ရမယ်ဆိုတာကိုဆုံးဖြတ်လာနိုင်မယ်အရာရာတိုင်းကိုလက်ခံလာနိုင်မယ်လူနှစ်ယောက်ကိုစဉ်းစားကြည့်မယ်တယောက်ကတစ်နှစ်ကိုဒေါ်လာ9သိန်းရှာတယ် ဒါပေမဲ့အားတဲ့အချိန်မရှိဘူး။အလုပ်အပေါ်မှာစိတ်ပြက်လာတယ်။နောက်တစ်ယောက်ကတစ်နှစ်ကိုဒေါ်လာ9000ပဲရှာနိုင်တယ်။အချိန်ပိုင်းအလုပ်လုပ်တယ်။ခရီးတွေမကြခဏသွားပြစ်တယ်။ချစ်တဲ့သူတွေနဲ့အချိန်ပေးနိုင်တယ်။ဘသူကပို့ပြီးချမ်းသာလဲ။လွတ်လပ်မှုဟာကိုပေးလိုက်တဲ့ငွေကြေးပေါ်မူတည်ပြီးခွဲဝေပေးနိုင်တယ်။စိန်ခံကားတွေအိမ်အကြီးကြီးတွေထက်ပို့ပြီးတော့တန်ဖိုးရှိတယ်။စစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုဟာတင်းရဲ့အချိန်ကိုထိန်းချုပ်နိုင်စွမ်းရှိတယ်။ အရန်ချမ်းသာတဲ့လူမှာငွေအများကြီးရှိတာတခုလည်းမဟုတ်ဘူးအချိန်တွေကိုပိုင်ဆိုင်တာဖြစ်တယ်သင်ကန်းစာရှစ်ပိုင်ဆိုင်မှုကိုပြကျင်တဲ့လူတွေ Ferrari ကားမောင်းနေတဲ့လူတယောက်ကို တွေးခဲ့တယ်ဆိုပါစို့အချိန်ခဏအတွင်းမှာ သူ့ရဲ့ကားကိုအားကျမိလိမ့်မယ်တကယ်ပဲသူ့ကိုအားကျတာလားဒါမှမဟုတ် ကားမောင်းကျင်တဲ့တင့်ရဲ့စိတ်ကူးလား Morgan House ဆဲကနာကျင်စရာအမှန်တရားကိုထောက်ပြခဲ့တယ်တတ်မှတ်ချက်သင်္ကေတတွေရား လူလေးစားအောင်မလုပ်နိုင်ပါဘူး။တင့်မှာရှိတဲ့စိတ်ကူးတွေရတာလူတွေလေးစားအောင်လှုပ်ဆောင်နိုင်တာပါ။လူအထင်ကြီးအောင်လုပ်နေပေမဲ့တကယ်တမ်းတော့ဘသူကမှ အထင်မကြီးခဲ့ဘူး။သူတို့ရဲ့အိမ်မက်တွေအတွက်နဲ့အလုံများနေခဲ့ကြတယ်။စစ်မှန်တဲ့ယုံကြည်မှုတွေကိုကြော်ညာနေဖို့မလိုပါဘူး။ရက်တည်မှုနောက်မှာအထင်ကြီးခြင်းကလိုက်ပါလာစမြဲပဲ။ယုံကြည်ခြင်းနဲ့ရှောက်လန်းမှာပြန်ဆန်းစစ်ကြည့်အောင်။ဒီသင်ငန်းစာတွေက ိုကောင်းတဲ့စိတ်ကူးတွေကိုရစေခဲ့တယ်ဆိုရင်ခလုတ်တစ်ချက်နှိပ်ခဲ့ပါစစ်မှန်တဲ့ငွေကြေးလွတ်လပ်ခွင့်ခရီးကိုဆက်သွားဖို့ subscribe လုပ်လိုက်ပါမှတ်ချက်ထဲမှာရေးခဲ့ပေးပါတင်းအတွက်အခက်ခဲဆုံးသင်ငန်းစာဘာဖြစ်မလဲကောင်းပြီဆက်သွားလိုက်အောင်နောက်ထပ်သင်ငန်းစာတွေကပို့ပြီးလေးနဲ့လာမယ်သင်ငန်းစာ၉တင်းမမြင်တွေ့နိုင်တဲ့ချမ်းသာကြွယ်ဝမှုဟာဘာလဲချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်မှာ မြင်နိုင်တဲ့အရာတွေကတန်ဖိုးအရှိဆုံးပဲငွေစုစရင်ရင်းနှီးမြုပ်နှံမှုမှတ်တမ်းငွေပေးချေထားတဲ့အိမ်တွေ Instagram မှာပေါ်ပြမှထားတဲ့အရာတွေပေါ့လွတ်လပ်ပေါ်ပါတဲ့ဘဝပုံစံလားအကျွေးတွေကိုရယူခြင်းမဲ့ချမ်းသာခြင်းမဟုတ်ဘူးတကယ်တမ်းကြွယ်ဝမှုဟာညှင်းငွေစရာပဲအရေးကြပေးချေမှုတွေဟာတိတ်တဆိတ်ပေါင်းစည်းလာခဲ့တယ်ပိုင်ဆိုင်မှုတွေနဲ့အချိန်ကိုပြန်လဲဝယ်ယူမယ်ချမ်းသာကြွယ်ဝမှုဟာဖုံးကွယ်ထားတဲ့အရာပဲ ချပြထားတဲ့ငွေတွေကသုံးစွဲခြင်းကိုခံရတယ်။တကယ်ချမ်းသာကြွယ်ဝမှုဟာအတန်တိတ်ပဲ။အတုအယောင်တွေကအတန်ထွက်တာ။သင်္ကန်းစာ၁၀ငွေကိုစုဆောင်းမှာငွေစုဖို့အကြောင်းရင်းမလို့ဒီနေ့အလုပ်လုပ်လို့ရတဲ့ငွေတန်းကိုမစုလို့စုဆောင်းတဲ့ပုံစံကိုရွေးချယ်ခွင့်ရှိတယ်။အခွင့်အလမ်းတွေကိုလက်ခံခွင့်ရှိတယ်။စိတ်ပြက်အားငယ်စရာမလို့စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စတင်ထူထောင်ဖို့ရန်ပုံငွေတတ်မှတ်နိုင်တယ်။ဝန်ထမ်းတွေအနေနဲ့အစင်မပြေတဲ့အလုပ်ကနေရဲရဲတင်တင်ထွက်နိုင်တယ်။မိဘတွေအနေနဲ့သားသမီးအတွက်အရေးပေါ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်။ငွေစုဆောင်ခြင်းဟာအနာဂတ်လွတ်လပ်ခွင့်ကိုစုဆောင်ခြင်းပဲ။စုဆောင်ထားတဲ့ငွေနဲ့မနှက်ဖြန်ရဲ့ရွေးချယ်ခွင့်ကိုဝယ်ယူပါ။သင်္ကန်းစာ7အကျိုးအကြောင်းဆင်ခြင်နိုင်ခြင်းသင်ဟာစက်ရုံမဟုတ်ဘူး။ ငွေကြေးစီမံမှုမှာစနစ်တကျမရှိဘူးဆိုရင်ခံနိုင်ရင်ရှိဖို့တော့လိုအပ်မယ်။တွက်ချက်မှုမကောင်းခဲ့ဘူးဆိုရင် စောစောစီစီပေါင်နှံမှုလှုပ်ဆောင်ရလိမ့်မယ်။ညဘက်မှာကောင်းကောင်းအိပ်ပျော်ခြင်းလား။မှန်ကန်တဲ့လှုပ်ဆောင်မှုရှိရမယ်။အကောင်းဆုံးငွေကြေးစီမံမှုကိုတဲ့အနေနဲ့ပြင်ဆင်ထားရလိမ့်မယ်။လက်တွေ့ရင်ဆိုင်ရချိန်မှာအကျိုးအကြောင်းဆင်ခြင်နိုင်ခြင်းကအကောင်းဆုံးပဲ။စိတ်သက်သာမှုရစေဖို့ပြည့်ပြည့်စုံတဲ့တွက်ချက်မှုလိုတယ်။အကောင်းဆုံးစီမံနိုင်ခြင်းနောက်ကို ိုက်ပါဆောင်ရွက်ပါသင်ခန်းစာဆက်နှင့်ထင်မှတ်မထားသောအရာများကဘာကြီးပြောင်းလဲသလိုတသက်မှတ်သေးတော့မတော်ဘူးဘုံခုနေတဲ့အရာတွေပုတ်တိုက်မှုတွေနဲ့ထင်မှတ်မထားတာတွေဟာအထက်ထက်ဖြစ်ပေါ်လာတယ်မနှက်ဖြန်အတွက်ငွေကြေးစီမံမှုဟာဒီနေ့အတွက်တော့ထောင်ချောက်ပဲ2008အကျက်အတည်းနဲ့ COVID-19 အဆရှိတာတွေကိုဘယ်သူမှကြိုတင်ခံမှန်းမထားနိုင်ဘူးအရာအလုံးပြောင်းလဲသွားတယ် အစီအစဉ်ကောင်းတွေကိုတေချာဖို့အာမခံချက်တော့မပေးနိုင်ရှင်တန်ဖို့မတေချာတဲ့အရာတခုပဲထင်မှတ်မထားတဲ့အစီအစဉ်တွေကတေချာမှုတော့မရှိဘူးလိုင်လျောညီထွေရှိခြင်းဟာရှိကိုရောက်စေပြီးပြောင်းလဲမှုကိုရပ်တန့်လို့မရဘူးသင်ခန်းစာဆက်သုံးအမားပြင်ဆင်ခွင့်အခန်းကဏ္ဍချမ်းသာကြွယ်ဝမှုကိုတည်ဆောက်ဖို့အမြဲတမ်းတော့မဖြစ်နိုင်ဘူးအမားလုံးမိတဲ့အချိန်မှာပြင်ဆင်ခွင့်မရနိုင်ဘူး တိတ်တော်တဲ့ယင်းနီးမြုံနံသူတွေကကြိုတင်ခံမမ်းမှုကိုမလုံနိုင်ကြဘူးအမားအတွက်နေရာတစ်ခုခြံရတယ်ငွေအပူမကုံစီဖို့အကျွေးတက်တာစီဖို့အပြင် ပို့ပြီးတော့နှိမ့်ချတတ်စီဖို့ပေါ့အမားပြင်ဆင်ခွင့်ဆိုတာနောက်ဆုံးမှာအနိုင်ရရှိဖို့အခွင့်အရေးပဲရှင်သန်နိုင်ခြင်းကငွေကြေးစီမံမှုရဲ့အုတ်မြစ်ပဲခံနိုင်ရရှိခြင်းကထူးချွန်ထက်မြက်ခြင်းထက် ပို့ပြီးတန်မိုးရှိပါတယ်သင်ခန်းစာ၁၄ ပြောင်းလဲလိုက်ပါဒီနေ့ရဲ့အိမ်မက်ကနောင်စယ်နှစ်မှရှင်သန်နေဖို့မဖြစ်နိုင်ဘူးဘဝကတင့်ကိုဆွဲခေါ်လိမ့်မယ်ပုံသွင်းလိမ့်မယ်ပြီးတော့အံ့ဩစရာတွေပေးလိမ့်မယ်ပန်းနိုင်ကိုရှာတွေးလိမ့်မယ်အဲ့ဒါကြောင့်လိုင်ရောညီထွေရှိမဲ့ငွေကြေးစီမံမှုကိုလိုအပ်တယ်စိတ်ရဲ့ပြောင်းလဲမှုပေါ်မူတည်ပြီးဘဝပုံစံကိုအလိုက်တင်တိဆောက်ပါငွေကြေးလွတ်လပ်ခွင့်ကိုပါတိုးတက်ပြောင်းလဲစေနိုင်လိမ့်မယ်တင်ကဘသူဆိုတာမျိုးအစီအစဉ်မဆွဲပါနဲ့ ဘသူဖြစ်လာနိုင်တယ်ဆိုတာကိုစီစဉ်ပါသင်္ကန်းစာ15ဘာတစ်ခုမှအလကားမဖြစ်စေနဲ့သင်ရှာလို့ရတဲ့ငွေကိုစုဆောင်းမယ်မမြင်ရတဲ့ကုန်ကြစရိတ်တွေမှာထည့်ဝင်မယ်စိတ်ဖိစီးမှုဒီခံနိုင်စွမ်းမတေကြခြင်းဆွတ်လွတ်ပေးဆက်ခြင်းဘာတစ်ခုမှအလကားမရအောင်ချမ်းသာကြွယ်ဝမှုရဲ့တန်ဖိုးကပေးလိုက်ရတဲ့ငွေကြီးမဟုတ်ဘူးသင်ရဲ့ဒီခံနိုင်စွမ်းမယ် မမြင်ရတဲ့ကုံကြစရိတ်တွေကိုလက်ခံလိုက်ခြင်းဟာခကြီးဆက်ဖို့လွယ်ကူစေတယ်။ချမ်းသာကြွယ်ဝမှုမှာတန်ဖိုးတစ်ခုရှိတယ်။အမြဲတမ်းတစိုက်ကတ်ထားလို့မရဘူး။အောင်မြင်မှုကိုရောက်ရှိဖို့တိတ်တော်မလွယ်ကူလှဘူး။သင်ငန်းစာ၁၆သင်နဲ့ကျွန်ုပ်ငွေကြေးရဲ့ပန်းနိုင်ဟာတယောက်နဲ့တယောက်တော့မတူနိုင်ဘူး။အဲ့ဒါအဆင်ပြေပါတယ်။တယောက်အတွက်လုံလောက်ခြင်းဟာနောက်တယောက်အတွက်နည်းနေလိမ့်မယ်။တခြားလူတွေနဲ့လိုက်ရှင်းနေရင် ိုရဲ့ဥတီချက်ပျောက်သွားလိမ့်မယ်။ကိုလန်းကိုရှောက်ပါ။ကိုပိုင်ငွေကြေးစီမံမှုကိုကိုတိုင်လှုပ်ဆောင်ပါ။ပျော်ရွှင်မှုနဲ့ချမ်းသာကြွယ်ဝမှုကိုနှိုင်းယှဉ်ကြည့်ပါ။သင်္ကန်းစာ18အစိုးမြင့်ခြင်းရဲ့လှည့်စားမှုတည်င်းစိုးကတည်င်းကောင်းထက်ပိုပြီးတော့ပြည့်နှက်လွယ်တယ်။ဖြစ်လာနိုင်တာတွေကို ခံမှန်းတာ၊စွန့်စားတာ၊ဘေးဖြစ်စေတာတွေကိုသိနိုင်ပေမဲ့အောင်မြင်မှု၊တိုးတက်မှုနဲ့ခံနိုင်ရည်ရှိခြင်းတွေကတကယ်လက်တွေ့ပဲ။ အကောင်းမြင်စိမ့်နဲ့နေထိုင်ခြင်းတတိထားခြင်းဟာပြိုးဝက်လက်နက်ပဲအစိုးမြင်ခြင်းတွေရှိလာတဲ့အခါအကောင်းမြင်ခြင်းကိုတိဆောက်လာနိုင်တယ်အနာဂတ်မှာယုံကြည်နိုင်ဖို့ဆိုတာခက်ခဲနေပါလိမ့်မယ်သင်ကန်းစာ78တင်ဟာချမ်းသာကြွယ်ဝနေပြီကျမ်းမာပြီးတင်ချစ်တဲ့သူနဲ့လွတ်လပ်မှုကိုပိုင်ဆိုင်နေရပြီဆိုရင်တန်းကြွယ်တတိထက်တင်ရပူချမ်းသာပါတယ်ငွေကြီးကလက်နက်ကိရိယာတစ်ခုပါအဖို့တန်ယတနာတော့မဟုတ်ဘူး တကယ်ချမ်းသာကြွယ်ဝမှုအစ်စ်အမှန်ဟာဘသူမှသိဖို့မလိုတဲ့စိတ်ချမ်းသာခြင်းပဲချမ်းသာနေတာကိုမေ့လျော့နေခဲ့ရင်ငွေနောက်မလိုက်မိဖို့ခက်ခဲလိမ့်မယ်ကျေးဇူးတင်ရှိခြင်းဟာချမ်းသာကြွယ်ဝမှုရဲ့အကောင်းဆုံးပုံစံမှာသုံးသက်ချက်ငွေကြီးဟာကိန်းကနန်းနေပဲမဟုတ်ဘူးလွတ်လပ်ခွင့်တွေပါရှိတယ်လုံခြုံမှုတွေပေးစွမ်းတယ်ရေးကြီးဆုံးကတော့ကိုတီဆောက်လိုက်တဲ့ဘဝပုံစံကိုကိုပိုင်ဆိုင်တယ်ဒီနေ့လေ့လာခဲ့ရတဲ့သင်ခန်းစာတွေဟာ theory တက်တက်မဟုတ်ဘူး လိုက်နာရမယ့်ပုံစံတွေချမ်းသာကြွယ်ဝမှုအစစ်အမှန်ကိုတိဆောက်လိုတဲ့လူတွေအတွက်လမ်းပြမြေပုံဗန်စရင်တစ်ခုမဟုတ်တဲ့ဘဝပုံစံသင်ကန်းစာတစ်ခုကိုပဲရှာတွေးခဲ့ရင်တော့ငွေကြေးရဲ့မတူကွဲပြားမှုတွေကိုစဉ်းစားတွေးခေါ်နိုင်မှာပါအနာဂတ်မှာကျေးဇူးတင်နေပါလိမ့်မယ်အားလုံးကိုလှုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင်ဘာတွေဖြစ်လာနိုင်လဲစဉ်းစားကြည့်ပါဒီခရီးမှာပျော်မွေ့လာပြီဆိုရင်အင်အားတွေပို့ပြီးလိုချင်လာပါလိမ့်မယ်စိတ်သက်ပိုင်းဆိုင်ရာတိုးတက်လာမယ့်အပြင် ဘဝရဲ့လွတ်လပ်မှုတွေကိုသိမြင်လာမယ်။ခလုတ်တစ်ချက်နှိပ်ပြီး channel ကို subscribe လုပ်ရင်အတိပေးချက်ခေါင်းလောင်းလေးကိုဖြန့်ထားလိုက်ပါ။အကောင်းဆုံးအရာတွေကြံရှိနေပါသေးတယ်။ဒါကအစပဲရှိပါသေးတယ်။ပြင်းထန်တဲ့စံဓာတ်တွေနှိမ့်ချစွာနေထိုင်တဲ့ခြင်းတွေနဲ့ပြန်ဆောင်ကြမယ်။